မိဘတွေကိုယဟန်တရကဖြစ်အောင်သူ့ရဲ့အမှုပညာကြီးတွေနဲ့ရှင်ပြူနာသာအလူတော်မင်္ဂလာပွဲကျင်းပပေးခဲ့တဲ့ချိုမိုင်မိုင်အေးမြမုံချိုမိုင်မိုင်တချင်းလေးနဲ့အောင်မြင်လာခဲ့တဲ့မြန်မာသဲစဉ်အဆိုတော်အေးမြမုံကမွေးရပါမတန်စွမ်းတယောက်ဖြစ်ပေမဲ့လဲဆွဲမလျှော့ဘဲစူးစမ်းခဲ့ရပါတယ်အေးမြမုံကအဆိုတော်ဖြစ်ပြီးသုံးနှစ်အတွင်းမှာပဲမိဘတွေအတွက်ဒိန်းတရာကျော်တဲ့အိတ်လေးတစ်လုံးဝယ်ပေးနိုင်ခဲ့သလိုအခုလည်းမိဘတွေကိုယဟန်တရကဒိုင်ဂါမတွေဖြစ်အောင် ရှင်ပြူနာသာပွဲလေးကိုကျင်းပပေးလိုက်ပါတယ် အေးမြမွန်တို့ရဲ့ရှင်ပြိုလူပွဲကိုမေလ26ရက်နေ့အင်းစိန်မြို့နယ်မှာရှိတဲ့ဖောင်တော်ဦးပရိယတိစာတင်တိုက်မှာကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာတော့အေးမြမွန်တို့မိသားစုကရှင်လောင်းတွေကိုရှင်သာမဏေလဲဝေပေးခဲ့သလိုဦးစင်းလဲဝေပေးခဲ့ပါသေးတယ်။အလို့ဒါရကဒါကြီးကမရဲ့ချစ်မိနှစ်ပါးကိုပဲဦးစားပေးပြီးတော့ရေးသားထားတဲ့အေးမြမွန်ကမိဘတွေချစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးလိုက်တာပါ။လူကိုကြီးကြီးကျယ်ကျယ်ကျင်းပဖို့ဆိုတာကတော့မိဘတွေမှာအရင်ကတည်းကရည်မှန်းချက်ရှိခဲ့ပါတယ်။ဒါပေမဲ့ ဇာဝနေရဲ့အဆင်မပြေတာကြောင့်လူပွဲတွေကိုမကျင်းပနိုင်ခဲ့ပါဘူး။အေးမြမုံကဆိုတော့ဖြစ်အောင်ရင်လာချိန်မှာတော့မိဘတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတယ်။ဒါကြောင့်မိဘတွေကလည်းလူတကာတွေချစ်ခွင့်ရသွားတာပေါင်းအေးမြမုံကရှစ်လောင်းလက်ပွဲမှာလည်းကိုတိုင်ပါဝင်ခဲ့ပြီးရိုးရိုးသားသားရှာဖွေလို့ရတဲ့ဝင်ငွေနဲ့မိဘတွေကိုကျေးဇူးဆက်နိုင်ခဲ့ပါတယ်။မြမုံကလေးရဲ့လူကိုကျင်းပနိုင်ဖို့အတွက်ငွေကြေးတွေကိုကြိုတင်စုဆောင်းထားရတာပါ။ပွဲမှာလည်းတချင်းလက်ဆိုရလေးရှိပြီးရိုးရိုးသားသားရှာဖွေထားတဲ့ဝင်ငွေဖြစ်ပါတယ်။ သူများကိုအုံချပြီးမှရလာတဲ့ဝင်ငွေတွေမဟုတ်ပဲဖြူစင်တဲ့ငွေနဲ့အလူလုခွင့်ရတာကြောင့်အခုဆိုရင်တော့အေးမြတ်မုံကအလူဒါကြီးကမှကြီးချစ်သွားပါပြီ။အေးမြတ်မုံတို့မိဘတွေဟာအရင်ကတည်းကအိမ်ကနေခဲ့ရပြီးစားဖို့တောင်နိုင်နိုင်ချစ်ခဲ့ရတာပါ။စားဝတ်နေရေးအဆင်မပြေလို့အိမ်လက်ခပေးရမယ့်ရက်တွေရောက်မှကိုစိုးရိမ်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။အိမ်သားကမပေးနိုင်တာကြောင့်အပြောဆိုလဲခံခဲ့ရပြီးမျက်နှာငယ်ခဲ့ရတဲ့ကာလတွေကိုကြော်ထက်ခဲ့ရတာပါ။ အောင်မြင်လာတဲ့အေးမြင့်မုံကမိဘတွေကိုအိမ်ငါးခန်းနဲ့ပတ်သက်ပြီးစိတ်မပူပန်ရအောင်အိမ်ပိုင်လေးတစ်လုံးဝယ်ပေးလိုက်ပါတယ်။မိဘတွေအတွက်အိမ်တစ်လုံးအပြင်ရှင်ငွေတွေလည်းဝယ်ပေးထားပြီးလူလီသေးမရှိအောင်ထားတဲ့သူပါ။အခုလည်းမိဘတွေချစ်ချင်တဲ့လူပွဲကြီးကိုအောင်မြင်အောင်ကျင်းပနိုင်လိုက်ပါတယ်။ငယ်ငယ်ကလေးကပြုစုဆောင်ရှောက်ခဲ့တဲ့ကျေးဇူးတွေကိုအေးမြင့်မုံကစခွင့်ရတော့ချိန်မှာအပြည့်အဝဆက်နေတာဖြစ်ပြီးမတန်ဆွမ်းတယောက်ဖြစ်ပေမဲ့လည်းအားမငယ်ခဲ့ပါဘူး။ မိဘရဲ့အပေါ်မှာတိတက်လွန်းတဲ့အေးမြမုံကိုတော့သူ့ရဲ့ပြည်သက်တွေကချီးကျူးနေကြတာပါ။အေးမြမုံဟာမတန်ဆွမ်းတယောက်ဖြစ်လို့ငယ်စဉ်ကတော့ပညာရေးမှာအားနည်းခဲ့ရပါတယ်။မတန်ဆွမ်းတယောက်ဖြစ်နေတာကြောင့်မိဘတွေမရှိတော့တဲ့နောက်မှာခက်ခဲမှကိုစိုးရိမ်ခဲ့ကြတာပါ။ဒါပေမဲ့ချိုမိုင်မိုင်တချင်းလေးနဲ့နမီကြီးလာပြီးနောက်မှာတော့အေးမြမုံကအစဉ်ပြေလာခဲ့ပြီးဘဝရစချိုးပြောင်းလဲသွားခဲ့ရတယ်။တချင်းကိုရေးပေးခဲ့တဲ့ဆရာနောင်နှုံးသေးဝင်းကိုလည်းအေးမြမုံကမွေးနေ့မှာဆဲ့ငါတိမ့်တန်ပန်းစည်းကြီးနဲ့ကန်တော့ခဲ့ပါသေးတယ်။ အေးမြမုံဟာဂျေဇူးတိတက်ယုံသားမကဘောရူမတန်ဆွမ်းဆိုတော်တွေကိုလည်းလက်တွဲခေါ်တက်တဲ့သူပါ မတန်ဆွမ်းချစ်ရပေမဲ့လည်းအေးမြမုံကသူ့ရဲ့အမှုပညာကျေးတွေနဲ့မိဘတွေကိုမျက်နှာမငယ်အောင်ထားပေးနိုင်ပြီးချစ်တဲ့အပြင်အလူတကာတွေပါဖြစ်လာအောင်လည်းလုပ်ပေးနိုင်ခဲ့တာပါမိဘတွေကိုအရှင်ပြုတ်လူပွဲချင်းပပြီးတော့ဂျေဇူးဆက်နိုင်ခဲ့တဲ့အေးမြမုံရဲ့စိတ်ထားကိုသဘောကျရဲ့လားဆိုတာပြောပြခဲ့ပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်ဆက်လက်ပြည့်တည်တဲ့သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။